အာဆင်နယ်တို့လုံခဲ့တဲ့၃နှစ်ကအပြောင်းရွှေ့ဈေးကွက်မှာငွေသုံးခဲ့သလားဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တူဦးတဲ့အဖြေအရဖြေရမယ်ဆိုရင်တော့ငွေသုံးခဲ့ပါတယ်ဒါဆိုရင်ဘာကြောင့်စူပလားတွေမရတာလဲအဲ့ဒီပိုင်းကိုကျွန်တော်တို့ခွဲချမ်းပြီးသုံးဖို့တော့လိုမယ်အရေးကြီးဆုံးကတော့လုံခဲ့တဲ့၃နှစ်ကအာဆင်နယ်တို့ဘယ်လိုတွေလူဝယ်ခဲ့လဲ ဘလို့တွေလူတွေပြန်ရောင်းချခဲ့လဲနီးပြတော့ဘာတွေဖြစ်ခဲ့လဲဝယ်တဲ့လူတွေရောတကယ်တော့အကျိုးပြုခဲ့လားအဲ့ဒီဘိုင်းတို့ကျွန်တော်သုံးသက်သွားဖို့လိုတယ်ပထမဆုံးတစ်ချက်အနေနဲ့လွန်ခဲ့တဲ့3နှစ်အပြောင်းရွှေ့ဈေးကွက်မှာအာဆင်နယ်ကငွေသုံးခဲ့သလားဆိုရင်တော့သုံးခဲ့တယ်လို့ပြောလို့ရတယ်အာဆင်နယ်သည်2022-23ဘောလုံးရာသီမှာတုန်းက UO 186တန်းသုံးထားခဲ့တယ်လူ6ဦးဝယ်ပြီးတော့2023-2024ဘောလုံးရာသီမှာ Rice ပါဝင်ကစားသမား3ဦးအတွက် ငါးတယောက်ရာယာတော့ထားလိုက်ပါတော့သုံးဝယ်တာရင်ယူ235တန်းအထိသုံးခဲ့တယ်။ကြံခဲ့တဲ့ຫນွေစည်းကွက်တိမ်မသုံးလို့ကျွန်တော်တို့ထင်ရမယ်လေ။အာဆင်တို့သုံးခဲ့တာကယူ108တန်းအထိရှိခဲ့တယ်။လူသုံးဦးဝယ်ပြီးတော့ကဲဒါဆိုအာဆင်တို့ဘာကြောင့်လူတွေဝယ်ရတာနဲ့အမြင်မှုမရလဲ။တကယ်ကြီးပြောမယ်ဆိုရင်တော့လူတွေဝယ်တာမှန်ပေမဲ့အာဆင်တို့တကယ်ကြီးအမြင်မှုမရစေတဲ့အချက်ကနှစ်ချက်ရှိတယ်။တစ်ချက်ကတော့ဝယ်တဲ့လူတွေ injury ဖြစ်တာရဲ့နီးပြားရဲ့ တချို့အပိုင်းလေးတွေမှာဟို final supply decision နဲ့ပတ်သက်တဲ့ quality ကြောင့်ရဒါကတပိုင်းပေါ့လေနီးပြောက်လည်းကျွန်တော်အရင်အပြစ်မမြင်ပါဘူးသူလုတ်ပေးခဲ့လို့ကျွန်တော်ရောက်ခဲ့တဲ့အတိုင်းတာဒီအများကြီးပဲဒါပေမဲ့ supply ပေါ်လက်တင်မှုဆိုရင်တော့ဒီထက်ပိုပြီး item တက်တည်ပြဖို့တော့လိုသေးတယ်နောက်တစ်ချက် နောက်တစ်ချက်ကကျွန်တော်တို့လူဝဲတယ်ဆိုပေမဲ့ဒီလူဝဲတဲ့အပိုင်းကိုဒီထက်ပိုပြီးလုံးလို့ရတဲ့အပိုင်းတွေရှိတယ်။အဲ့ဒါပါလဲဆိုကိုယ့်ရဲ့ရှေးဥစ္စာကစားသမားတွေရောင်းချပြီးတော့ဥမာတန်းတရာသုံးမယ်ဆိုရင်ကိုယ့်ရဲ့ကစားသမားရောင်းချမှုတွေထက်ရလာတဲ့60ထပ်ပေါင်းပြီးတန်းတရာ60သုံးလို့ရမယ်။အခုအာဆင်တို့သုံးထားခဲ့တဲ့108တန်းကြံခဲ့တဲ့ຫນွေဈေးကွက်မှာဒီထက်သာကစားသမားတွေရောင်းချနိုင်ခဲ့ရင်အဲ့108တန်းနဲ့ပိုပြီးကျွန်တော်တို့သုံးလို့ရသွားမယ့်အပိုင်းတွေရှိတယ်။ဘာကြောင့်လဲဆိုတော့အာဆင်တဲ့ဘုတ်ဖွဲ့သည်အရင်ကရှီဟောင်းဆန် ကစားမရောင်းချပြီးမှအဲ့ရရတဲ့အင်ကန်နဲ့ပဲပြန်သုံးမယ်ဆိုတာမျိုးမင်းတို့ဒီလောက်ပဲဘတ်ဂျက်ရမယ်ဒီ transfer အတွက်ဘယ်လောက်ပဲသုံးရမယ်ကြံခဲ့တဲ့တော့ဘယ်လောက်ထိမင်းတို့သုံးထားခဲ့ဆိုပုံစံမျိုးကျွန်တော်တို့ကြံခဲ့တဲ့စောင်းစည်းကွက်200တီလုံးမှာလူမွေခဲ့ပါအောင်ဒါပေမဲ့ຫນွေစည်းကွက်ဒီမှာတော့အာဆင်နယ်ဒီထိုက်တင်တဲ့တော့အင်အားဖြည့်ခဲ့တယ်ကျွန်တော်တို့ကတော့ဗျာ100တီကိုတန်း100တန်း300ပုံမှန်ကောင်းမင်းညွှန်ပြဆိုကစားမကြီးဖြည့်စေချင်တာပေါ့ဒါပေမဲ့အသင်းရဲ့တကက် data တွေကိုပြန်ကြည့်တဲ့အခါမှာလူကဝယ်ခဲ့တယ်ဒါပေမဲ့ကိုယ့်ရဲ့ရှင်းစွဲကစားမကြီးပြန်အောင်ချတဲ့အခါမှာတော့ဟင်းရွက်ကစုံရွက်လူပဲ တော်တော်လေးဦးမှာအသုံးမကျတဲ့ကစားမရောင်းချမှုတွေပြန်ပြီးမြင်တွေ့ရတယ်။အဲ့ဒါကဘယ်ဟုအဖက်သွားဖြစ်လဲဆိုကစားမဝယ်ယူမှုပါပါကျွန်တော်တို့စိတ်ကြိုက်ငွေသုံးလို့မရတဲ့အပိုင်းတွေပြီးတော့လေ Premier League ရဲ့ FFP rule တွေရဲ့မျက်စိတောက်ထောက်ကြီးနေမှုရခရိုဂီကတစ်ဖက်လက်နဲ့အသက်တင်ထုတ်ပေးလို့မရဘူး။နောက်ဆုံးချီးမဲ့ဆိုရင်တော့မှအတုံးလုံးတစ်ရက်ကိုပြပြီးတော့ချီးရတယ်။ဒါကလက်ရှိ Premier League ရဲ့အနေထားကျွန်တော်ဥမာပြရရင် Newcastle အသင်းဆိုရင်ကြီးချောက်ကြီးတဲ့ဝင်ကျင်သားမှအတကုံပဲ။ ီးတော့ကျွန်တော်တို့ဒီ Premier League ကျန်တဲ့16သင်းလုံးပေါင်းလိုက်အဲ့ Newcastle အသင်းပိုင်ရှင်ရဲ့ချမ်းသာကြွယ်ဝမှုကိုမှတ်မိဘူး။ဒါပေမဲ့ဘာကြောင့်သူတို့စိတ်ကြိုက်ငွေသုံးလို့မရလဲ။ပိုင်ရှင်ကဘာကြောင့်အသင်းကိုဟိုးလုံးအောင်လိုမျိုးတော်သားချဲပေါက်လုပ်လို့မရလဲ။အဲ့ဒါက Premier League ရဲ့ FFP rule တွေ PSR rule တွေကြောင့်သူတို့လုံးဝလုပ်လို့မရတာ ဒီလိုပဲကျွန်တော်ခရိုကီကိုအပြစ်တင်နေမတင်ဘူးဆိုတာထက်အသင်းကိုသူချပေးရမယ့်ပတ်စံသည်ဘောင်ထဲချင်းနေရပဲလုံပြီးလို့ရမယ့်အပိုင်းနေရှိရဲဒါကျတော့တထည့်ကိုကာဝဲတာမဟုတ်ဘူးအဲ့တော့အာဆင်နယ်အသင်းနောက်ဆုံး300တီးတွင်သုံးထားခဲ့တဲ့ငွေကြေးကြည့်မယ်ဆိုရင်180တန်ဒီအနည်းဆုံးပဲ235တန်186တန်ဒါတွေကိုသုံးခဲ့ Rice တို့ဝယ်ခဲ့တဲ့နွေရနွေစည်းကွက်တော့ဆိုအလုံးပျော်နေကြရဟာသုံးလိုက်တာပေါ့ရုံတော်မြုံနိုင်ဦးဆိုတဲ့ပုံစံမျိုးတွေတကယ်ကိုမှ design နေနေလောက်ခဲ့တာဟုတ်အဲ့တော့အာဆင်နယ်အသင်းနေမှနှစ်ကတော့က ပေါင်184.8တန်းပရီးမီယာလီးဂ်ရခဲ့တယ်ချန်ပီယံလီးဂ်ကပေါင်62.18တန်းရရှိခဲ့ဒီရာသီမှာတော့ပရီးမီယာလီးဂ်စုကြည်189.8တန်းရရှိတယ်မှနှစ်ကထက်ဆိုရင်အာဆင်နယ်သည်3တန်းကျော်ကျော်4တန်းနီးပါးလောက်ပိုရရပြောလို့ရတယ်ချန်ပီယံလီးဂ်မှာလည်းစီးင်းဖိုင်ရင်တက်သွားခဲ့တာဖြစ်တဲ့အတွက်68.8တန်းထိရရှိခဲ့တယ်ဒီရာသီစုစုပေါင်းပေါင်285တန်းယူအားဖြင့်တန်း300ဆွန်းဆွန်းဖြစ်သွားပြီကျော်ကျော်သွားခဲ့ပြီဒါက အာဆင်နယ်အသင်းအနေနဲ့ဝင်ငွေအဲ့တော့ကစားသမားလာတာပေးချေရမှုဒီရာသီမှာအာဆင်နယ်အသင်းရဲ့ကစားသမားတပတ်ကိုပေးချေတဲ့လောက်ခလာတာဒီ3.2တန်းရှိရယ်တီးကြဆိုရင်32,600 8000တချို့ကစားသမားတွေကတော့အငှားချလိုက်တဲ့အတွက်ဒါစားတော့မပေးရဘူးဒါပေမဲ့တချို့ cost တွေကတော့ပြန်လိုင်းတော့ပြန်ပြီးကြားသိအောင်ပါဗောလေတနည်းဆိုရင်တော့အာဆင်နယ်ဒီကစားသမားလောက်ခလာတာပေးချေရမှုပေါင်း169.6တန်း9တန်းတန်း180ပဲထားပါတော့အဲ့လောက်ထိပေးချေထားရတယ်။ဒါကကစားသမားလာစားပေးချေမှုအပိုင်းအဲ့လို့ဆိုတော့ အာဆင်နယ်အသင်းเนี่ยနောက်ဆုံး3နှစ်အတွင်းမှာဘယ်သူတွေရောင်းပြီးဘယ်သူတွေဝယ်ခဲ့လဲဆိုတော့ကျွန်တော်အချက်ပြင်းပြောလိုက်ရအောင်ကျွန်တော်တို့ဒီ2022-23ဘောလုံးရာသီမှာတော့အာဆင်နယ်အသင်းဒီကစားမရောင်းချရမှုကနေပြီးယူ23တသမ8တန်းပဲရရှိခဲ့တယ်အဲ့လိုပဲရရှိခဲ့တယ်အဲ့ဒါတော့မှဘယ်ကစားမတွေရောင်းချခဲ့လဲဆိုတော့ကျွန်တော်ဂွန်ဒိုဂန်တို့ရောင်းချခဲ့တယ်နောက်ပြီးတော့လူကာထော်ရဲရာနောက်ပြီးဘရန်လီနို နောက်ပြီးတော့မာဘရူပန်တို့အဲ့ဒီကစားသမား၄ဦးရောင်းချမှုတိုင်းပြီးတော့ကျွန်တော်တို့ဒီ UO 23.8တန်းပဲရရှိခဲ့တယ်။လီနိုလိုကစားသမားမျိုးကိုကျွန်တော်ရောင်းချတာက3တန်းလောက်ပဲရရှိခဲ့တယ်။နောက်ပြီးတော့ဂွမ်တူစီလိုကစားသမားမျိုးကို UO 17တန်းပဲရရှိခဲ့တယ်။တော်ရဲရလိုကစားသမားမျိုးကို UO 6တန်းအလကားနည်းကြီးလိုလိုပြောလို့ရတယ်အခုလူငယ်တယောက်ဈေးတောင်မရှိတော့ဘူးဗျာကစားသမားပြောင်းဝယ်မှုအပိုင်းဒီမှာဆိုရင်တော့စောင်းစည်းကွက်မှာဆိုရင် Trosset KB ရော Jorginho တို့ကိုဝယ်ခဲ့တယ်ပြီးတော့ຫນွေစည်းကွက်မှာဆိုရင် G-Sap ဖေဗီယိုဘီယေရာဇင်ချန်ကိုဒီစားမတွေဝယ်ခဲ့တယ်ယူရို186တသမာ၄တန်းထိတုံးခဲ့တယ်ကဲဒါကတပိုင်းကဲ2023 2024ဘောလုံးရာသီကတော့အားလုံးဟာကနေနေဖြစ်သွားခဲ့တဲ့ကာလပေါ့လေအာဆင်နယ်ကဒီ rice အတွက်က UO 136တန်းခိုင်ဘက်အတွက်က UO 85တန်းထင်ပါအတွက်က UO တန်း40နဲ့ဒါအငှားကြီးအနေနဲ့ Raya ကိုတော့ UO 3.5တန်းပဲကျွန်တော်ပေးချစ်လိုက်ရတယ်။ပြောင်းရွှေ့ခြင်းအဖြစ် UO 235တတန်းတိသုံးခဲ့တယ်။ဒါပေမဲ့ကစားသမားရောင်းချအောင်ကကျတော့ပေးဆုံနေရပဲ။ကစားသမားကျွန်တော်အများကြီးရောင်းချခဲ့တာ။အဲ့ဒီတည်းကမှဒီဘာလုံကန်ဆိုရင် UO တန်း30ပဲရတယ်။ Shaka UO 35တန်းပဲရတယ်။မတနာကိုရောင်းတာ UO ကျွန်တော်တို့6 Euro 8တန်းရရှိတယ်ပါဘလိုမာရီအတွက် Euro 6တန်းနောက်ပြီးတော့ဒီ Austin Trusty ဆိုတဲ့ဒီ Sheffield ကိုပြောင်းသွားတဲ့ကစားသမားအတွက် Euro 5တန်းကျန်တဲ့ကစားသမားတွေတီယာနီတို့စုစည်းတဲ့ကိုအငှားချတာဘာညာအဲ့အငှားချင်းနည်းနည်းပဲရတယ်အဲ့အတွက်ကျွန်တော်တို့ဒီစုစုပေါင်း Euro 69တန်းမှ2တန်းပဲရရှိခဲ့အဲ့ဒီရာဒီကနော်တန်း200ကျော်ကစားသမားဝယ်တယ်ပြန်ပြီးဝင်လာတဲ့အင်ကန်က Euro တန်း80တောင်မပြည့်ဘူးဒါကတစ်ပိုင်းအဲ့တော့ဒီရာဒီ ဒီရသည်2024-2025မှာကျွန်တော်ကစားမရောင်းချမှုကနေပြီးတော့တကယ်ကောင်းမိညွတ်မိဆိုတဲ့အသေးရင်ကစားမ Smith Rowe တို့နော်အဲ့ကစားမမျိုး Euro 31တန်း Angatia တို့ Euro 29တန်း Ramsey တို့ Euro 21တန်းကျန်တာကအငှားချတယ်နောက်ပြီး NND တို့ Okonkwo တို့ကို free net လက်လွတ်လိုက်တယ်အများကြီးပဲကျန်တဲ့အငှားချတဲ့ကစားမကြီးလူကုန်ညာတို့ဘာလို့အများကြီးရှိတယ်အဲ့ဒါကျွန်တော်တို့ဘလောက်ပြောင်းဝင်လဲဆို Euro 83တသမာ9 9တန်းပဲပြောင်းဝင်တယ်အဲ့ဒီပမာဏ ။အော်ဒီပမာဏနေပြီးတော့ကျွန်တော်တို့ပြန်ပြီးဘလောက်သုံးလိုက်လဲဆိုတော့ UO 108တန်းပြန်သုံးခဲ့တယ်။ဆိုလိုချင်တာကကစားသမားရောင်းချမှုကျွန်တော်နည်းနည်းလေးပဲအိတ်ဆိုင်ပြီးတော့ပြန်သုံးလိုက်တဲ့သဘောအကေအီမြတ်တာကိုကစားသမားရောင်းချမှုနဲ့ UO 150ရခဲ့မယ်ဆိုရင်အသင်းကနည်းနည်းအိတ်ဆိုင်ပြီးတန်း200ပြောင်းရွှေ့တစ်ခုပုံဖော်နိုင်ခဲ့မယ်။အဲ့တော့အာဆင်နယ်ဒီငွေ3လားဆိုတော့သုံးတယ်။ဒါပေမဲ့အဲ့ငွေ3တာတွေကကစားသမားရောင်းချမှုနဲ့ပြန်ပြီးသုံးတယ်။အဲ့တော့အဖက်ကဘာဖြစ်လဲဆိုတော့ကိုရောင်းလိုက်တဲ့ကစားသမားတွေဒီဟင်းရွက်ကစုံရဲ့ဈေးဖြစ်တာဖြစ်တဲ့အတွက်ကိုပြောင်းဝယ်တဲ့ကစားသမားတွေအတွက်ငွေက အရင်မသုံးနိုင်တဲ့နေသားဖြစ်သွားတယ်။အဲ့ site ပြီးတော့အများကြီးသုံးပေးလို့တော့ရတယ်။ဒါပေမဲ့အသင်းကအရင်တုန်းကရှေးဥဆွဲရောင်းချမှပြန်သုံးမယ်။ space လုံးမှပြန်ဖြည့်မယ်။ဘရောမှအိတ်ကိုကြီးမမမဆိုင်ဘူး။ FFP rule တွေကိုကြောက်တဲ့အတွက်ဝေးဝေးမှပဲနေချင်းဆိုပုံစံမျိုးပဲသူတို့သုံးကြတာပေါ့လေ။အဲ့အတွက် Arsenal က Color Fury အတွက် Euro 55တန်း၊ Mike Maid အတွက် Euro 32တန်း၊ David Raya အတွက် Euro 33တန်း။ဒီကစားသမား3ဦးအတွက်ဝယ်လိုက်တာက Euro 108တန်းရ။ကုန်ကြတယ်။ ကြည့်လိုက်မယ်ဆိုရင်တော့အာဆီနယ်တီတရားတီတရားတီငွေ3လဆို3နေဒါပေမဲ့အဲ့ငွေ3ချင်းရဲ့နောက်ကွယ်မှာကစားသမားရောင်းချမှုပမာဏကိုလည်းပြန်ပြီးထည့်ဝင်ပြီးငကြင်းစီငကြင်းပြန်ကျော်သွားတွေ့ရတယ်အဲ့အဓိကပြဿနာဘာဖြစ်လဲဆိုတော့နံပါတ်1ချက်အာဆီနယ်တီငွေ3ပါတယ်နံပါတ်2ချက်အဲ့ဒါကကိုအသင်းရဲ့ရောင်းချတဲ့ကစားသမားတွေပေါ်မူတည်ပြီးတော့ငွေပို၃နိုင်တဲ့အပိုင်းကိုကျွန်တော်မြင်တွေ့ရတယ်။နံပါတ်၃ချက်အားစားဒရိုက်တာတဲ့အန်ဒရီဗာရာလက်ထက်မှာဒီထက်ပိုပြီးတော့ကစားသမားရောင်းချမှုကနေပြီးတော့တစ်ဖက်သင်းစရာတွေငွေတွေကောင်းကောင်းခတ်နိုင်မယ်ဆိုရင် ကိုတွေကလည်းပိုလက်ဖွဲ့ဖွာတုံးလို့ရမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့အာဇာဒရိုက်တာရဲ့အဓိကဂျူတီကဘာလဲဆိုတော့ကစားသမားဝယ်တဲ့အပိုင်းမှာတက်နိုင်ဆုံးဈေးညှိပြီးဝယ်နိုင်မှဖြစ်လို့ကစားသမားရောင်းချတဲ့အပိုင်းမှာလည်းရားတက်လို့ရေခတ်နိုင်ဖို့လိုအပ်တယ် ဒါအာသာရိတဲ့အခန်းကဏ္ဍကျန်တဲ့နီးပြရဲ့အခန်းကဏ္ဍအောင်မြင်မှုပေါ်မူတည်ပြီးတော့ရှေးဆွဲကစားမတွေကိုတက်တန်းတို့ဖို့ဆွေးနွေးရတာပေါ့ပိုလွယ်ကူတာပေါ့လေအဲ့တော့အန်ထရီဘာရာလက်ထက်မှာတော့ဘာဒီပြောင်းလဲလာမှမသိဘူးလောလောဆယ်တော့အတင်းရတော့ငွေသုံးမယ်ဆိုတဲ့ပုံစံမျိုးတွေရှေးရင်းဆွဲကစားမတွေရောင်းမယ်ဆိုရင်တန်ကြီးတရက်သတ်မှတ်ထားပုံစံမျိုးတွေစပြီးလောက်လာတာတွေ့ရတယ်အန်ထရီဘာတာစင်ချန်ကိုလိုလိုကစားသမားတွေစီကဘယ်လောက်ထိရအောင်ရောင်းနိုင်မလဲနောက်ဆုံးခီဘီယိုနဲ့ပတ်သက်ပြီးလာပေးတဲ့အတင်းတွေကဘယ်လောက်ထိငွေပမာဏတက်လာမယ်ဆိုတာပဲကျွန်တော်ကြည့်ရမယ်အဲ့ဆိုတော့ဒါတွေကတော့ကျွန်တော်အနေနဲ့ ဒီအာဆီနယ်သေးရဲ့နောက်ဆုံး300တီအတွင်းကစားသမားအဝင်ထွက်တွေနဲ့ပတ်သက်ပြီးပြောသွားခဲ့တာဗောလေဒါပေမဲ့ဒီလာမယ့်ຫນွေစည်းကွက်မှာတော့သူတို့ညာလို့မရတော့ဘာလို့လဲဆိုတော့ရှေ့ကစောင်းစည်းကွက်မှာလည်းလူမဝဲခဲ့ဘူးပြီးတော့ကြံခဲ့တဲ့ຫນွေစည်းကွက်မှာတော့ကလည်း Randstate တို့ Smith တို့ကစားသမားကောင်းတွေရောင်းချပြီးအတီအန်ကတိယပါဝင်ဗောလေအဲ့ဒီငကြင်းစီနဲ့ငကြင်းပြန်ကျော်ပြီးတန်း30ဆွန်းဆွန်းလောက်ပဲအိတ်ထက်ဆိုက်ထားခဲ့တာဖြစ်တဲ့အတွက်ဒီယာဒီမှာတော့ငွေတကယ်သုံးမယ်ထင်တယ် ဘလို့အကြောင်းပြချက်မှတော့လုံးလို့မရတော့ဘူးပြီးတော့လေအာဆင်နယ်ကခုနာမည်ထွက်တဲ့ကစားသမားကြီးလိုက်ရင်တန်း90အထက်တည်းကြီးပဲကျွန်တော်ကတော့အာဆင်နယ်တို့တန်း200နီးပါးလောက်သုံးသွားမယ်ထင်တယ်ဥဝဝေးမကြည့်နဲ့တန်း90ကျော်သုံးမှုပါပြီမာတင်ဆူမန်ဒီတယောက်တော့ဗောလေအဲ့ဆိုတော့ညီကိုတို့ရောဘလို့ထင်တယ်တကယ်ကြတော့အာဆင်နယ်သင်းငွေမသုံးတာမဟုတ်ငွေသုံးတယ် ရှင်ရင်စကစားမတွေဈေးတင်ပြီးရောင်းချနိုင်တော့ဒီထက်ပိုပြီးငွေသုံးနိုင်မယ်ထင်တယ်။နောက်တစ်ချက်ကတော့အာရီတာပေါ့လေ။ရောက်လာတဲ့ကစားသမားတွေကသူ့စိတ်ကြိုက်အန်တီဘာတာစိတ်ကြိုက်ဆိုတာထက်ဒီစားသမားတွေစူဖလားဘလူးယူအောင်လဲဆိုတဲ့အပိုင်းတော့အာရီတာတသက်သေပြဖို့လိုတယ်။မဟုတ်ရင်တော့အသင်းသင်းကိုတီထောင်တာတော်တဲ့နီးပြတယောက်အဆင့်ပဲရှိမယ်။စူဖလားဘောလက်တင်နဲ့အထိလုံပေးနိုင်တဲ့နီးပြတယောက်ဖြစ်နိုင်ရလားဆိုတာတော့လာမယ့်ရာသီက final ရည်ရလို့ပဲကျွန်တော်ထင်တယ်။အာရီတာအတွက် less channel ဖြစ်သွားနိုင်ပါတယ်။အဆုံးထိကြည့်တော့လေ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကောက်ကွင့်ပြောင်းပြီးတဲ့ရှုပ်ဘောလုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမှဆုံးမစင်တော့ Viber ဖုန်းနံပါတ်3996 6362ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေပါတယ် Viber ကိုကို Sport Internet နဲ့93 bit ကိုကစားမယ်ဆိုရင်တော့ကျွန်တော်တို့လက်တွဲထားတဲ့ရှုပ်ဘောလုံးမှာလာပြီးဆော့လို့ရပါတယ်စိတ်ချယုံကြည်လို့ရပါတယ်ခင်ဗျာ